လန်ဒန်မှာကျင်းပနေတဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲကဒုတိယမြောက်နေ့မှာပြီးဆုံးသွားခဲ့ပါတယ်။ကုန်သွယ်မှုနဲ့ပတ်သက်တဲ့နှစ်ဦးနှစ်ဖက်သဘောတူညီမှုကိုရယူနိုင်ခဲ့တယ်လို့ကိုယ်စားလှယ်အဖွဲ့တွေကပြောပါတယ်။ ဒီအဓိကအားဖြင့်တော့အရင်လကဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာသဘောတူညီခဲ့ကြတဲ့သဘောတူညီချက်ကိုအကောင့်ထဲပို့ဖို့မူပေါင်းကိုသဘောတူခဲ့တာလို့လည်းပြောပါရယ်။နောက်တစ်ဆင့်အနေနဲ့ကတော့အဆိုပြုချက်တွေကိုသမ္မတထရမ့်နဲ့သမ္မတရှီတို့သဘောတူညီချက်ရယူဖို့လှုံ့ဆော်ကြမှာလို့ဆိုပါရယ်။ဆိုလိုတာကတော့အရင်လဒီဆွစ်ဇာလန်မှာသဘောတူပြီးတော့အကောင့်ထဲမပေါ်ခဲ့တဲ့ကိစ္စတွေကို အကောင့်ထဲပေါ်သွားဖို့ဖြစ်ပါရယ်။ အဲ့ဒီသဘောတူညီချက်တဲမှာတော့ဒီကုံသွဲကွန်တိုးမြင့်မှုတွေနောက်ပြီးတော့ကုံပစ္စည်းပိတ်ဆို့မှုတွေကိုရပန်း90ပေါ့နော်ရပန်း90ဆိုင်ငံဖို့ဖြစ်ပေမဲ့တရုတ်ကမြေရှားတတုနဲ့တန်လိုက်ပစ္စည်းတွေတင်ပို့ဖို့ကိစ္စကိုကန့်သက်ထားခဲ့တာလည်းပါဝင်ပါတယ်။ဆွေနွေပွဲဟာသဘောတူညီချက်ရတယ်ဆိုပေမဲ့ဒီအရေးကြီးတဲ့ကိစ္စတွေမှာတိကျတဲ့ဆုံးဖြတ်ချက်တွေမထွက်ခဲ့တာကြောင့်အာစတော့ရှယ်ယာဈေးကွက်တွေကိုတော့ထူးထူးခြားခြားရိုက်ခတ်ပြောင်းလဲမှုတွေမရှိခဲ့ပါဘူး။